မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့အခတ်ချော်လေးရဲ့လူတိများတဲ့စာအုပ် The Power of Noun ထဲကအဓိကအချက်အလက်တချို့ပါပဲအဓိကကတော့အသီးစိတ်တို့ပစ္စုပန်မှာဘလို့နေမလဲဆိုတာရင်းနောက်ပြီးတော့စိတ်ပိုင်းဆိုင်ရာဒုက္ခတွေကိုကြော်လွားပုံတွေကိုအတူတူကြီးထွားကြမှာပါရည်ရချက်ကတော့လေဒီထဲကနေအတွင်းစိတ်ငင်းချမှုအတွက်လက်တွေ့ကြတဲ့အသည့်လေးတွေရဖို့ပေါ့နော်ဟုတ်ကဲ့ခါ ထောလေအထီးကထောက်ပြခြင်းကကတော့ကျွန်တော်တို့ရဲ့စိတ်ကအမြဲတမ်းတွေးနေတဲ့အထူးတစ်ဖြစ်အတိတ်တို့အနာဂတ်တို့အကြောင်းတွေပေါ့အဲ့ဒီအတွေးတွေနဲ့ကိုကိုကိုတထက်တက်ဖြစ်နေတယ်လို့မှတ်ယူလိုက်ခြင်းကပဲမလိုအပ်တဲ့ပူပန်မှုတွေဒုက္ခတွေအခြေခံဖြစ်နေတယ်ဆိုတာပါပဲอืมဆိုတော့ဒီစာအုပ်ကအဲ့ဒီနေ့လိုမြောက်ပြီးပြစ်စုပန်မှာအပြည့်အဝရှိနေခြင်း present ပေါ့နော်အဲ့ဒါနဲ့ဒီစငင်းချမှုကိုဘလို့ရှာမလဲလမ်းညွန်ပြတာပေါ့ဟုတ်ပြီဒါဆိုပထမဆုံးအချက်အနေနဲ့တင့်ဟာတင့်စိတ်မဟုတ်ဘူးဆိုတာလေးနဲ့စလိုက်ရအောင်ကျမတို့ကကိုခေါင်းနဲ့ပေါ်လာတဲ့အသွေးတွေကိုကိုတိုင်းမဲလို့ထင်တတ်ကြတယ်လေဒါပေမဲ့တိုးလေကကြတော့သွေးညီသူကိုစောင့်ကြည့်ပါလို့ပြောတယ်အဲ့ဒါလေးကစိတ်ဝင်စားဖို့ကောင်းတယ်ဘလို့မျိုးစောင့်ကြည့်ရမှာလဲဆိုတာပေါ့သူက ပြောထားတာကလွမြောက်ချင်းရဲ့အစကတင့်ဟာအဲ့ဒီသွေးနေတဲ့သူမဟုတ်ဘူးဆိုတာသိမြင်ချင်းကစတယ်တဲ့အင်း အဲ့ဒါတိတ်အရေးကြီးကအချက်ပဲကျွန်တော်တို့အများစုကကိုယ့်အတွေးကိုကိုလို့မတ်ယူပြီးအဲ့ဒီကနေငါဆိုတဲ့အတ္တ ego ကိုတိဆောက်ထားကြတာဒီအတ္တဆရာကအတေကအတွေ့အကြုံတွေအနာကဆိုးရင်မှုတွေနဲ့ comfort ထားတဲ့အဲကိုပိုင်လက္ခဏာအထုတစ်ခုလို့ဖြစ်နေတာပေါ့စိတ်ကရှင်တန်ရဲ့တော့အသုံးဝင်တယ်ဒါပေမဲ့သူကတိပိတီထွင်ဖန်တီးနိုင်စမ်းလို့မရှိဘူးဟိုအတေကပုံစံခွက်တင်တယ်ပဲတုံ့ပြန်တတ်တာမျိုးဆိုတော့တွင်းနေသူကိုစောင့်ကြည့်တယ်ဆိုတာက ကိုအတွေးတွေကိုအဝေးကနေလှမ်းကြည့်လိုက်သလိုပဲဟုတ်တယ်ကိုတိုင်ဝယ်မမနေပဲဘာမလဲပဲတတိထားကြည့်တာအဲ့ဒီအတွေးတွေနှုတ်ွယ်မှာတိတ်ဆိတ်နေတဲ့အတီးစိတ်အဝဲနဲ့ရှိနေတာဆိုတာကိုသတိပြုမိလာတာမျိုးအတွေးတွေကိုထပ်ပြီးခွဲခြားစိတ်ဖျားခိုင်းတာတော့မဟုတ်ဘူးပေါ့နော်အော်ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့အသွေးကိုလိုက်ခွဲဆန်းစိတ်ဖြာနေတာထက်အဲ့ဒီအသွေးဖြစ်နေတာကိုတိနေတဲ့အသည့်စိတ်ကိုရှာခိုင်းတာကောအင်းဒါကဒုတိယအကြီးကအချက်ဖြစ်တဲ့ပစ္စုပန်ကဲတဲ့နောင်းရဲ့ဆွာဆိုတာစီရော့ပွားပြီပေါ့ထော်ရဲကအခုဒီအခိုက်တက်မဲ့တကယ်ရှိတယ်အတိတ်နဲ့အနာဂတ်ဆိုတာစိတ်ကဖန်တီးထားတာတွေပါလို့ဆိုရဲသူတုံးထားတဲ့စိတ်ပိုင်းဆိုင်ရာအချိန် psychological time နဲ့ဒုက္ခရဲ့ဆက်ချက်မှုကတော့ဘလို့ရှိပါတလဲဒုက္ခဟာအချိန်ကိုလိုအပ်တယ် ပစ္စုပန်တဲ့တဲ့မှသူမရှင်းတန်နိုင်ဘူးဆိုတာကတော်တော်လေးအားကောင်းတဲ့စကားပဲเนาะဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာအချင်းဆိုတာကအတိအကျပြောရင်စိတ်ကအတိတ်ကိုပြန်ရောက်သွားပြီးနောင်တရတာဒါမှမဟုတ်အနာဂတ်ကိုကြိုတွေးပြီးစိုးရိမ်နေတာမျိုးပေါ့ဥပမာဗျာမနေ့ကရံဖြစ်တာကိုဒီနေ့ပြန်တွေးပြီးစိတ်ညစ်နေတာမျိုးနောက်ပါလောရမယ် presentation အတွက်အခုခရေက physics နေတာမျိုးပေါ့တော်လည်းက ဒီလိုစိတ်ရဲ့အချိန်ခီးသွားတာကပဲဒုက္ခတွေဖြစ်ဖို့နေရာပေးလိုက်တာလို့ဆိုတယ်။တကယ်လို့လက်ရှိ ပစုပ္ပန်မှာအပြစ်ဝရှိနေမယ်ဆိုရင်ဆိုပါစို့ကိုယ့်ရဲ့အသက်ရှူရာကိုတတိထားမယ်။ပဝင်းချင်းအတန်တွေကိုနားဆိုင်ထောင်းမယ်။အင်းအဲ့ဒီလိုအာယုံစိုက်နေချိန်မှာအတိတ်အနာဂတ်တွေ့ရကြုံဖြစ်တဲ့ဒုက္ခတွေကခဏတော့ပျောက်သွားရော။အဲပစုပ္ပန်တဲ့တဲ့ကကိုယ့်ရဲ့အတွေးစိတ်နဲ့နဲ့ထဲကဖြစ်တည်မှုပြီးရင်ကိုဝင်ဖို့တကာပေါက်လိုပဲ။ ဲ့ဒီမှာပြဿနာဆိုတာမရှိဘူးဇန်းဆရာရဲ့မေးတာလို့ပေါ့ဒီအခုခိုက်တာမှာဘာများမားနေလို့လဲဘာများလိုနေလို့လဲဆိုတာကပစ္စုပန်ကိုဆွဲခေါ်တယ်မေးဟုံးမယ်လေဟုတ်ကဲ့ပစ္စုပန်မှာနေဟုတ်ကအရေးကြီးဆုံးပေါ့ဒါပေမဲ့လေလက်တိတ်ဘဝမှာအခက်အခဲတွေနာကျင်စရာတွေကြုံလာတဲ့အခါကျတော့ရောဒီပစ္စုပန်ကိုဘလို့လက်ခံနိုင်မှာလဲဒီနေရာမှာတိုးလေရဲ့တတိယအယူဆလက်ခံခြင်းနဲ့လက်မြောက်အရှုံးပေးခြင်း surrender ဆိုတာလာပြီပေါ့နော် သူကဒါကိုရှုံးနိုင်တာဘာမှမလုပ်တော့တာလို့မဆိုဘူးဖြစ်နေတဲ့အရာကိုအတွင်းစိတ်ကနေမတွန်းလန်တော့ပဲအလိုက်တဲ့နေလိုက်တာမျိုးတဲ့ဒါကဘာမှမလုပ်ပဲနေခိုင်းတာလားဒါမှမဟုတ်လှုပ်ဆရာရှိတာတွေနဲ့ကတော့ဘလို့ဆက်ဆက်လဲသူရှင်းပြထားတာက surrender ဆိုတာဘဝရဲ့စီးဆင်းမှုကိုစန့်ကျင်မဲ့အစအလိုက်တဲ့စီးမျောခြင်းဆိုတဲ့ရိုးရှင်းပြင်မဲ့နက်နက်တဲ့ပညာဉာဏ်ပဲပစ္စုပန်အခရဲ့တန်ကိုချွင်းကြမရှိ လက်ခံခြင်းဖြစ်တည်တဲ့โอเค ဒီအချက်ကိုတည်တည်ချာချာနားလည်ကိုလိုတယ် surrender ဆိုတာအပြင်ပန်းအခြေအနေကိုလက်ခံလိုက်တာဒါပေမဲ့အတွင်းစိတ်ကငြင်းဆန်တိုက်ခိုက်နေတာကိုယက်လိုက်တာဒါကိုခုခံမှုမပြုခြင်း non resistance လို့ခေါ်တယ်ဆိုတော့ကားပိတ်နေတယ်စိတ်တုံမဲ့အစား okay အခုကားပိတ်နေတယ်ဒါအရှိတရားပဲလို့လက်ခံလိုက်တာမျိုးဟွန်းအဲ့လိုလက်ခံလိုက်တဲ့အခါကျမှစိတ်ကပိုတည်ငြိမ်သွားပြီးအဲ့ဒီအခြေအနေမှာမပါလို့လို့ရမလဲဆိုတာ ကြီးကြီးလင်းလင်းစဉ်းစားနိုင်တာပေါ့ဖြားတာတို့ဆုံးရှုံးမှုကြုံရတာတို့လို့နာချင်းစရာတွေကိုတော့အတွင်းစစ်ကနေဒါမခစ်တဲ့မူလို့ညင်းဆံမနေတော့ပဲဖြစ်နေတဲ့အရှိတရားကိုလက်ခံလိုက်နိုင်ဟုတ်ကဲ့အဲ့ဒီပေါ်မှာစိတ်ကထက်ဆင်ဖန်တီးတဲ့ပူဆွေးဒုက္ခတွေဒုက္ခတွေကအများကြီးလျော့တွားပြီးအတွင်းညင်းချမ်းမှုတစ်မျိုးကိုခံစားရနိုင်တယ်ဒါကပျော်တယ်မပျော်ဘူးဆိုတာရဲ့အလုံးကညင်းချမ်းမှုမျိုးခွင်းလွတ်ခြင်းဆိုတာလည်းတီးတဲ့ပေါ်ပဲ အတိတ်ကနာကျင်မှုကိုစက်ပြီးစိတ်ထဲမှာခုခံတိုက်ခိုက်မနေတော့ပဲလက်လွတ်လိုက်တာပိစုပန်ရဲ့စွမ်းအားကိုပြန်ရယူလိုက်တာပေါ့ဒါဆိုရင်ဒီနေ့ပြောခဲ့တာလေးကိုအနစ်ချုပ်ပြန်ကြည့်ရရင်တော့အဓိကအချက်တွေကတဲချက်ကကျမတို့ဟာကိုခေါင်းတွေကအတွေးတွေမဟုတ်ဘူးဆိုတာကို သိဖို့နေ့ချက်က တကယ်စွမ်းအားအစစ်အမှန်ကအတိတ်အနာဂတ်စိတ်ကူးယဉ်မှုတွေမှာမဟုတ်ဘဲအခုဒီပိစုပန်အခက်အတတ်မှာပဲရှိတယ်ဆိုတာနောက်ဆုံးတစ်ချက်ကတော့ ဖြစ်လာသည်။အခြေအနေတွေကိုစိတ်အတွင်းကနေတွန်းလန့်ခုခံမနေပဲလက်ခံတတ်ခြင်း surrender ကအတွင်းစိတ်ငြိမ်းချမ်းမှုအတွက်တော့ချက်ပဲဆိုတာဒီပါပဲနော်။ဒီတတိယတွေကဘဝရဲ့အခက်ခဲတွေကိုရင်ဆိုင်တဲ့အခါစိတ်တော့ကနေနေနဲ့ကြောဖြတ်ပြီးပိုပြီးတည်တည်ငြိမ်ငြိမ်နေနိုင်ဖို့အထောက်အကူပြုနိုင်မယ်ထင်ပါတယ်။ဟုတ်ပါတယ်။နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြောချင်တာကတော့ထိုးလဲပြောသလိုပေါ့တကယ်လွတ်မြောက်မှုဆိုတာအနာဂတ်မှာတစ်ခုခုဖြစ်လာမှတနည်းအားဖြင့်ရောက်မှရမှာမဟုတ်ဘူး။ အခုဒီနေရာဒီပစ်စုပါမှာပဲစိတ်ရဲ့ချွတ်ကင်မှုနေလွတ်ပြီးကိုယ့်ရဲ့တကယ့်အသိစိတ်အဲ့ဒီ presence ကိုပြန်ရှာတွေ့ဖို့တကယ်တော့ကိုကအဲ့ဒီနေရာမှာရှိနေပြီသားဆိုတာကိုတတိပြုမိဖို့ပဲလိုတယ်လို့သူကဆိုလိုတာဟိုယရနာတေထာဤဖို့ပါနှစ်ပေါင်းများစွာထိုင်ပြီးတောင်းစားနေတဲ့သူတောင်းစားပုံမြင်လို့ပေါ့အကယ်လို့မြတ်ကိုအပြင်ဘက်မှာအဖြေရေပျော်ရွှင်မှုတွေကိုလိုက်ရှာနေတာကိုခဏလေးရက်ကြည့်လိုက်ပြီးကိုအတွင်တွေကဒီပစ္စုပန်အခရတန်ရဲ့တီးချီမှု ဒီ presence ကိုပဲလုံးဝအာရုံစိုက်ကြည့်လိုက်ရင်ဘလို့အတွေ့အကြုံမျိုးဘလို့အပြောင်းအလဲမျိုးကြုံရနိုင်မလဲဆိုတာလေးကိုဆက်ပြီးတော့ကိုယ်တိုင်ဆင်ခြင်ကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ဗျာ။